တနစ်တာတမာကျန်းစာမှာကြိုးဆိုပါတယ်။ယနေ့အတူတကွာဖတ်ရန်တမာကျန်းစာမှာရာဇဝင်ကျုပ်ဒုတိယဆောင် အခန်းကြီး20မှ22အထိဖြစ်ပါတယ်။ရာဇဝင်ကျုပ်ဒုတိယဆောင် အခန်းကြီး20အီဒုံပြည်ကိုစစ်တိုက်ခြင်းထိုနောက်မှမောဘအမျိုးသားနှင့်အမုံမျိုးသားတို့သည်အီဒုံမျိုးသားအချို့နှင့်တကွာ ယောရှဖက်ကိုစစ်တိုက်မည်ဟုခြိလာကြ၏။အိုင်ကြီးတစ်ဖက်အီဒုံပြည်ဘက်ကများစွာသောအလုံးရင်စစ်ချီလာ၍အင်ဂီဒီအမည်ရှိသောဟာဆာဆုံနာမှာမြို့မှရှိကြပါသည်ဟုယောရှဖက်အားကြားလျှောက်လျင်ယောရှဖက်သည်ကြောက်၍သာဝရဖျားကိုရှာခြင်းကသဘောချလျက်အစာရှောင်ရအချိန်ကိုယူဒပြည်တလျှောက်လုံး၌ကြုံညာစေတော်မူ၏ ယူဒလူတို့သည် ထာဝရဘုရားကိုစူတောင်းမိဟုဆိုဝေ၍ထာဝရဘုရားကိုရှာအံ့တော်မှာယူဒမျိုးရှိသည်များမှထွက်လာကြ၏ယောရှဖတ်သည်ဗိမာန်တော်တတိုင်းတရှိယူဒပြည်သူယေရုရှလင်မြို့သားစည်းဝေးရာပရိသတ်အလယ်၌ယက်လျက်ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကိုတော်သည်ကောင်းကင်ဘုံ၏အရှင်ဘုရားသခင် ဖြစ်တော်မူသည်မဟုတ်လော တပားမျိုးသားနေရာတိုင်းနိုင်ငံရှိသမျှတို့ကိုအစိုးရတော်မူသည်မဟုတ်လောဘယ်သူမျှမစည်းတားနိုင်အောင်ခွန်အားတကိုးကြီးတော်မူသည်မဟုတ်လောဤပြည်၌နေဖူးသောသူတို့ကိုကိုရောဤလူဤတရီလာအမျိုးရှိမှနှင်ထုတ်၍ကိုရောအဆွေအာဗရာဟံဤသားမျိုးတို့အားဤပြည်ကို အစဉ်ပေးတော်မူသော အကျွန်ုပ်တို့၏ဖျားသခင် ဖြစ်တော်မူသည်မဟုတ်လော သူတို့ဒီနေရာကြာ၍နာမတော်ဖို့တန်ရှင်းရဌာနတော်ကိုတိဆောက်ကြတော်ခါအကျွန်ုပ်တို့ပေါ်မှာဓာပီးတန်ခတ်ခြင်းပီးကာလနာပီးမုသိပ်ခြင်းပီးတစုံတစ်ခုရောက်၍နာမတော်ဖြစ်သမုတ်တော်ဤအိမ်တော်အထံတော်တို့အကျွန်ုပ်တို့သည်ချင်းကဲ့၍ဆင်းရဲဒုက္ခကြောင့်အော်ဟစ်ကြတော်ခါနားထောင်၍ကယ်မတော်မူပါဟု လျှောက်ထားကြပါပြီယခုတွင်ဤတရီလအမျိုးသားတို့သည်အေကုတ်တုပြည်မှထွက်လာသောအခါတိုက်ရသောခွင့်ပေးတော်မမူလွှဲရှောင်၍မဖြစ်စည်းပဲထားခဲ့သော အမုံအမျိုးသားမောဘအမျိုးသားစီရာတောင်သားတို့သည်အကျွန်ုပ်တို့အားအပိုင်ပေးတော်မူသော အမွေခံရမည်တဲကအကျွန်ုပ်တို့ကိုနှင်ထုတ်ခြင်းကလာ၍အဘယ်သို့ကျေးဇူးဆက်ကြပါသည်ကို ကြည့်ရှုတော်မူပါ။အိုအကျွန်ုပ်တို့ဖခင်သူတို့ကို မစီရင်ပဲနေတော်မူမီလော။အကျွန်ုပ်တို့ကိုတိုက်အံ့တော်မှလာတော်။ဤအလုံးအရင်ကြီးကိုအကျွန်ုပ်တို့သည်စီးသားခြင်းကမတတ်နိုင်ပါ။အဘယ်သို့ပြုရမည်ကိုမသိပါ။ကိုတော်ကိုယ်သာမျှော်ကြည့်လျက်နေကြပါသည်ဟုဆုတောင်း၍ယူဒလူပေါင်းတို့သည်တာမယာသူငယ်တို့နှင့်တကွာ ထာဝရဘုရားရှိတော်၌ယက်နေကြ၏ထိုအခါပရိသတ်အလယ်၌ရှိသောလေဝိအမျိုးအာတတ်အနွယ်မတ္တနိယေယလဗေနာယသာခရီတို့မှဆင်းသက်သောယဟဇီလအပေါ်သို့ထာဝရဘုရား၏ဝိညာဉ်တော်သည်တက်ရောက်၍ထိုသူကအိုယောရှဖမင်းကြီးနှင့်ယူဒပြည်သူယေရုရှလင်မြို့သားအပေါင်းတို့ နားထောင်ကြလော့သာဝရဖရာမိတ်တော်မူသည်ကားထိုအလုံးအရင်ကြီးကြောင့်မကြောက်ကြနှင့်စိတ်မပြတ်ကြနှင့်စစ်မှုသည်တင်တော့တာမဟုတ်ဖရာသခင်သာဖြစ်၏နတ်ပြန်နေသူတို့ရှိရာသို့ခြိသွွားကြလော့သူတို့သည်စည်းစံမျိုးတို့တက်ရလမ်းဖြစ်လာကြစဉ်ရေရွေလာတောဆနာဂျိုင်းဝမှာတင်တော့တွေ့ကြလိမ့်မည်တို့ရရင် အိုယူဒပြည်သူယေရုရှလင်မြို့သားတို့တင်တို့သည်စစ်တိုက်เสียအကြောင်းမရှိသည့်ဖြစ်၍တည်ကြည်စွာ မတက်နေလျက်ထာဝရဘုရားကဲ့တင်တော်မူခြင်းကျေးဇူးကိုကြည့်ရှုကြလော့မကြောက်ကြနှင့် စိတ်မပြတ်ကြနှင့်နှက်ဖြန်နေချီးတွားကြလော့ထာဝရဘုရားသည်တင်တို့နှင့်အတူရှိတော်မူလိမ့်မည်ဟုမွတ်ဆို၏ယောရှဖတ်သည်မြေပေါ်မှာဥချ၍ ယူဒပြည်သူယေရုရှလင်မြို့သားအပေါင်းတို့သည်ထာဝရဘုရားရှိတော်၌ပြုတ်ဝတ်လျက်ထာဝရဘုရားကိုကူးကွယ်ကြ၏လေဝိအမျိုးကောဟတ်အနွယ်သားနှင့်ကောရာအနွယ်သားတို့သည်ဣတေလအမျိုး၏ဘုရားသခင်ထာဝရဘုရားကိုကျေသောအတန်နှင့်ချီးမွမ်းခြင်းကရက်နေကြ၏နတ်ပြန်နနဆောဆောထား၍တီကိုတော်သူထွက်သွားကြ၏။သွားကြစဉ်တွင် ယောရှဖတ်သည်ရဲ၍အိုယူဒပြည်သူဂျေရုရှလင်မြို့သားတို့နားထောင်ကြလော့တင်တို့၏ဖျားသခင်ကိုယုံကြည်ကြလော့တို့ပြုလျင်တည်ကြည်ကြလိမ့်မည်ပရောဖက်တော်တို့ကိုယုံကြည်ကြလော့တို့ပြုလျင် အောင်မြင်ကြလိမ့်မည်ဟု မိတ်တော်မူ၏လူများနှင့်တိုင်ပင်ပြီးမှထာဝရဖျားဤဂယုနာတော်သည်အစဉ်အမြဲတည်သောကြောင့် ဂုံကျေးဇူးတော်ကိုချီးမွမ်းကြလော့ဟုတက်ရှိမှချီးတော်လျက်တန်ရှင်းခြင်းအတရေကိုချီးမွမ်းရသောတခြင်းတည်းတို့ကိုထာဝရဘုရားအဖို့ခံထားတော်မူ၏ထိုသူတို့သည်ချီးမွမ်းရတခြင်းကိုစူစားပြုကြသောအခါယူဒပြည်ကိုတိုက်အံ့တော်မှလာသောစီရာတောင်သားတို့ကိုအမုံမျိုးသားမောဘအမျိုးသားတို့တစ်ဖက်၌ ထာဝရဘုရားချောင်းမြောင်းစေတော်မူသဖြင့်အမုံမျိုးသားမောဘအမျိုးသားတို့သည် အထီးခိုက်ခံရသောကြောင့်တပန်းစိရတောင်သားတို့ကိုတုတ်တင်ပဲရှင်ခြင်းမှာလံ၍တိုက်သဖြင့်အကုံစင်တက်ပြီးမှတယောက်ကိုတယောက်တိုက်ခိုက်၍ပျက်စီးခြင်းတို့ရောက်ကြ၏ယူဒလူတို့သည်တော၌ရှိသောကင်းမြော်စင်တို့ရောက်၍ ထိုအလုံးအင်းကိုကြည့်ရှုသောအခါထိုလူအပေါင်းတို့သည်တယောက်မျှမလွတ်မြေပေါ်မှလဲသောအသေးကောင်ဖြစ်ကြ၏ယောရှဖတ်နှင့်သူ၏လူတို့သည်ယံသူတို့ဥစ္စာကိုလူယူခြင်းကလာကြသောအခါအသေးကောင်တို့၌များစွာသောဥစ္စာအဖိုးထိုက်သောတစားတို့ကိုတွေ့သည်ဖြင့်ထမ်း၍မတော်နိုင်အောင်ချွတ်ယူကြ၏။လက်ရဥစ္စာအလွန်များသောကြောင့် သုံးရက်ပတ်လုံးလူယူထုတ်ထားလျက်နေကြ၏စတုထနေ့တွင်ဗราชဂျိုင်း၌စီဝေ၍ထာဝရဖျားကိုကောင်းကြီးပေးကြ၏ထိုကြောင့်ယနေ့တိုင်အောင် ထိုရက်သည်ဗราชဂျိုင်းဟူ၍တွင်တည်းထိုအခါသူတို့သည်ရန်သူတို့အပေါ်မှဝမ်းမြောက်သောအခွင့်ကိုထာဝရဖျားပေးတော်မူသောကြောင့်ယောရှဖတ်သည်ရှေးဦးစွာကြော်၍ ယူဒပြည်သူယေရုရှလင်မြို့သားအပေါင်းတို့သည်ဝမ်းမြောက်သောစိတ်နှင့်ယေရုရှလင်မြို့သို့ပြန်သွား၍စောင်းတယောတဘိုးကိုတိမုတ်လျက်ယေရုရှလင်မြို့ဗိမ္မာန်တော်သို့ရောက်လာကြ၏ထာဝရဖျားသည်ဣတရီလအမျိုး၏ရန်သူတို့ကိုတိုက်တော်မူကြောင်းကိုအခြားတိုင်းနိုင်ငံသားရှိသမျှတို့သည်ကြား၍ဖျားသခင်ကိုကြောက်ရွံ့ကြ၏ 土土培养的天地，一年内任务多困苦，不容没多着。有时怕伊难安落地打牙医，有时怕伊难得供送钱，有时怕的，阿达东山阿内西多，南太月，那山阿内白龙，许罗是雷鸟马尼烈，许达屁股苏然雷伊，没罗卡，许拉黑特米。 အစူပအမည်ရှိ၏ထိုမင်းသည် ခမဲတော်အာသလိုက်သောလမ်းကိုမလွဲအကုံစင်လိုက်၍ထာဝရဖျားရှိတော်၌ဖြောက်မှတ်သောအကျင့်ကိုသာကျင့်၏တို့ရတွင်မြင့်တော်အရတုကိုမပယ်ရှားလူများတို့သည်ဘိုးဘေးတို့၏ဖျားသခင်ကိုစိတ်ကက်ခြင်းမှာသဘောမချဘဲနေကြသေး၏ယောရှဖတ်ပြုမှုသော အမှုအရာကျွင်းလေသမျှအစအဆုံးတို့သည် ဣတရီလာယာဇဝင်နှင့်ဆက်၍ဟာနန္ဒာယေဟုစီရင်သောစာ၌ရေးထားလျက်ရှိ၏နောက်တစ်ဖန်ယူဒရှင်ဘရင်ယောရှဖတ်သည်တာရှုမျိုးတို့တွားရသောတင်မောတို့ကိုတီးလုတ်ခြင်းမှာအလွန်အတ္တမအမှုကိုပြုသောဣတရီလာရှင်ဘရင်အာကာစီနှင့်ပေါင်းဖော်ပြီးလျင် ထိုတင်မောတို့ကိုဣဇယုန်ကာဗာမြို့မှတီးလုတ်ကြ၏ ထိုအခါမရေရှားမြို့သူဒေါတိဝတာအီလီဇာကမင်းကြီးသည်အာကစီနှင့်ပေါင်းဖော်သောကြောင့်ထာဝရဖျားသည် မင်းကြီးပြုသော အမှုကိုဖျက်တော်မူပြီးဟုယောရှဖတ်တဖန်၌ဟောသည်နှင့်အညီ ထိုတင်မောတို့သည်တာရှုမြို့သူမတော်နိုင်အောင်ကျိုးပဲ့ကြ၏ရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး27ယောရှဖတ်သည် ဘိုးဘေးတို့နဲ့အိပ်ပျော်၍သူတို့နဲ့အတူဒါဝေးမျိုး၌တချို့ချင်းကိုခံလေ၏တားတော်ယေဟောဝံသည်ခမဲတော်အရာ၌နန်းထိုင်၏ယူဒဘရင်ယေဟောဝံယူဒရှင်ဘရင်ယောရှဖတ်သာယေဟောရန်ညီဟုမူကားအာဇရိယေယလီစာခရိအာဇရိမိခိလရှိဖီဒီ ခမဲတော်သည်များစွာသော ရွှေငွေဥစ္စာယတနာနှင့်တကားယူဒာပြည်၌ခိုင်ခံသောမျိုးတို့ကိုသူတို့အားပေး၏နိုင်ငံကိုကားတာဦးယေဟောဝံအားပေး၏ယေဟောဝံသည်ခမဲတော်နိုင်ငံ၌တည်သောအခါကိုကိုခိုင်ခံစေ၍ညီတော်အပေါင်းတို့ကို၎င်းဤတရေလာမူတော်မတ်တော်တချို့တို့ကို၎င်းဓာနှင့်တက်လေ၏ ယေဟောဝန်သည်အသက်32နှစ်ရှိသောနန်းထိုင်၍ယေရုရှလင်မြို့၌ရှစ်နှစ်ဆိုးဆံလေ၏အဟတ်သမီးနှင့်ဆုံဖက်သည်ဖြင့်ဣတရေလရှင်ဘရင်တို့လိုက်ရလန်းသို့အဟတ်အမျိုးကဲ့သို့လိုက်၍ထာဝရဘုရားရှိတော်၌ဒုစရိုက်ကိုပြု၏တို့ရတွင်ထာဝရဘုရားသည်ဒါဝိတ်အစရှိသောသားမျိုးတို့၏မိခွက်ကိုအစင်ထွန်းလင်းစေမည်ဟုဂရိတော်ရှိ၍ ဒါဝိဒ်နဲ့ပဒိညင်းဖွဲ့တော်မူသောကြောင့်သူ၏အမျိုးကိုမဖြက်စီးပဲထားတော်မူ၏ထိုမင်းလက်ထ၌အီရုံပြည်သားတို့သည်ယူဒရှင်ဘရင်ကို ပုန်ကန်၍ကိုမျိုးသားကိုရှင်ဘရင်အရာ၌ချိမြောက်ကြ၏ယေဟောဝါမင်းသည်မူးမမယထာစီသူရဲ့များအပေါင်းတို့နှင့်တကွစစ်ချီ၍ညအခါဝိုင်းသောအီဒုံလူများ ယထာအုံများကိုလှုပ်ကြံလေ၏။သို့တော်လည်းအေဒုံပြည်သားတို့သည်ယနေ့တိုင်အောင်ယူဒရှင်ဘရင်ကိုပုံကံကြ၏။ထိုကာလ၌လိမနာပြည်သည်လည်းပုံကံ၏။အကြောင်းမူကားယေဟောဝံသည်ဘူပေတို့၏ဖျားသခင် ထာဝရဖျားကိုဆုံ၍ယူဒတောင်တို့အပေါ်မှာမြင့်သောအရက်တို့ကိုတီလုတ်သဖြင့်ယူဒပြည်သူ ယေရုရှလင်မြို့သားတို့သည်တပါးမြို့သားတို့၏ဖျားနှင့်မှားယွင်းရမည်အကြောင်းအနိုင်ထက်ပြုသည်ပရောဖက်အေလိယပေးလိုက်သောစာသည်ထိုမင်းထံသို့ရောက်သည်ဖြင့်တင့်အဖဒါဝိ၏ဖျားသခင်ထာဝရဖျားမိတ်တော်မူသည်ကားတင်သည် ခမဲတော်ယောရှဖတ်လန်းနှင့်ယူဒရှင်ဘရင်အာတလန်းတို့မလိုက်ဣတေလရှင်ဘရင်တို့လန်းတို့လိုက်တော်ကြောင့်၎င်း အာဟံအမျိုးမှယွင်းသည့်မိတူယူဒာပြည်သူဂျေရုရှလင်မြို့သားတို့သည်တပားမြို့သားတို့၏ဖျားနှင့်မှယွင်းရမည်အကြောင်းပြုသောကြောင့်လည်းကောင်းကိုထက်တာ၍ကောင်းသောညီရင်တို့ကိုတတ်သောကြောင့်လည်းကောင်းထာဝရဖျားသည်တင်းဤလူများတင်းဤသားမယားများတင်းဤဥစ္စာရှိသည်များကိုကြီးစွာသောဘေးဖြင့်တန်ခတ်တော်မူမည်တင့်ဦးသည်တနေ့ထက်တနေ့ထွက်အောင် ဝမ်းထဲ၌ပြင်းစွာသော အနာရောဂါဆွဲလိမ့်မည်ဟုစာ၌ပါတတိထိုနောက်မှထာဝရဖျားသည် ဖိလိတိလူကုရှပြည်နှင့်ဤသောအာရလူတို့ကိုယေဟောရန်မင်းတစ်ဖက်နှိုးဆော်တော်မူသည်ဖြင့်သူတို့သည်ယူဒာပြည်သို့ခြေလာ၍လုကြံကြ၏နန်းတော်၌တွေ့သည်မသောဥစ္စာများနှင့် ရှင်ဘရင်ဤသားများများတို့ကိုတင်သွားကြသည်ဖြင့် အထွေးဆုံးသောတာအခါစီမာတပါတယောက်မြမကြံကျွင်းနောက်တစ်ဖန်မပြောင်းနိုင်သောဝန္နာဖြစ်ထာဝရဖရာသည်တန်ခတ်တော်မူ၏ရှင်ဘရင်သည်တာရှိစွာနာ၍နှစ်နှစ်စေသောအခါအနာပြင်းထန်သောကြောင့်ဥထွက်၍အသက်ချုပ်လေ၏ဖြီသားတို့သည်ဘိုးတော်ဘေးတော်တို့ဖို့မိရှုခြင်းကိုပြုတကယ်သူ ထိုမင်းအဖို့မပြုယေဟောဝန်သည် အသက်32နှစ်ရှိသောနန်းထိုင်၍ယေရုရှလင်မြို့၌ရှစ်နှစ်ဆိုးဆံပြီးမှအဘယ်သူမျှမနှမျောဘဲတည်သွား၏ဒါဝိမျိုး၌တကြိုတော်လဲရှင်ဘရင်တို့တင်းကြိုင်း၌မတကြိုကြယာဇဝင်ကျုပ်ဒုတိယဆောင် အခန်းကြီး22ယူဒဘရင် အာခစီအာရလူတို့နှင့်လိုက်လာသောတတရုသည် တထဲသို့ဝင်၍ယူဒရှင်ဘရင်ယေဟောရန်ဤသားတော်အကြီးရှိသမျှတို့ကိုတတ်သောကြောင့်ယေရုရှလင်မြို့သားတို့သည်တားထွေးအာခစီကိုခမဲတော်ယာနာချီးမြှောက်၍အာခစီသည် အသက်22နှစ်ရှိသောနန်းထိုင်၍ယေရုရှလင်မြို့၌တနစ်ဆိုးဆန်လေ၏မေတော်ကအော်မရီမြေအာတလိအမည်ရှိ၏ မေတော်သည်မကောင်းသောအကြံကိုပေးသောကြောင့်ထိုမင်းသည်အာဟတ်မျိုးလိုက်ရလမ်းသို့လိုက်၍အာဟတ်အမျိုးကဲ့သို့ထာဝရဘုရားရှိတော်၌ဒုစရိုက်ကိုပြု၏ခမဲတော်တည်သောနောက်အာဟတ်မျိုးသားတို့သည်အာကစီကို အကျိုးနှဲစေခြင်းကမကောင်းသောအကြံကိုပေးကြ၏အာကစီသည်သူတို့စကားကိုနားထောင်သဖြင့်ဣတရီလာရှင်ဘရင်အာဟတ်သား ယောရန်နှင့်ဝိုင်းလျက်ကိလက်ပြည်ရာမုံမျိုးတို့စစ်ချီ၍ရှူရီရှင်ဘရင်ဟာဇီလာကိုတိုက်ရာတွင်ရှူရီလူတို့သည်ယောရန်ကိုထိခိုက်ကြ၏ထို့သောရာမုံမျိုး၌ရှူရီရှင်ဘရင်ဟာဇီလာကိုတိုက်၍ရှူရီလူထိခိုက်သောအနာပြောက်စေခြင်းကယောဂန်သည်ရေစည်လမျိုးတို့ပြန်သွား၍ နာလျက်နေစဉ်တွင်ယူဒရှင်ဘရင်ယေဟောရန်သာအာခစီသည်လည်းအာဟတာယောရန်ကိုကြည့်ရှုခြင်းမှာထိုမျိုးသူဆင်းသွားလေ၏ဖျားသခင်စီရင်တော်မူသည့်အတိုင်းအာခစီသည်ယောရန်ထံသို့ရောက်သောအဖြစ် ဆုံးရှုံးလေသည့်အကြောင်းအရာဟုမူကားအာဟတ်မျိုးကိုတုတ်တင်ပယ်ရှင်းစေခြင်းမှာထာဝရဖျားဗိတ်သိက်ပေးတော်မူသောနေရှိသား ယေဟုကိုစီးကြိုခြင်းကယောရန်နှင့်အာခစီတို့သည်ထွက်သွား၏ယေဟုသည်အာဟတ်မျိုးကိုတရားစီရင်သောအခါယူဒမူမတို့ကို၎င်းအာခစီမင်း၌ခါစားသောနောင်တော်ဤသားတို့ကို၎င်းတွေ့၍တက်လေ၏ရှမာရိပြည်၌ပုံလျက်နေသောအာခစီကိုရှာ၍ဖမ်းမိသောအခါ ယေဟုထံသို့ဆောင်ခဲ့ပြီးမှတက်၍တကြိုကြ၏အကြောင်းမူကားသူသည်ထာဝရဘုရားကို စိတ်နှလုံးအကျွမ်းမဲ့ရှာသောယောရှဖက်၏အမျိုးဖြစ်သည်ဟု ဆိုကြ၏ထို့သောအခါစီအမျိုးသည် နိုင်ငံကို အုပ်ဆိုးခြင်းကမတက်နိုင်ယူဒဘုရင်မအာဒလီအခါစီ၏မေတော်အာဒလီသည်မိမိသားတေချောင်းကိုသိမြင်သောထား၍ ်ယူဒပြည်ဤဆွေတော်မျိုးတော်အပေါင်းတို့ကိုတုတ်တင်ပယ်ရှင်းလေ၏တို့ရတွင်ရှင်ဘရင်သမီးယောရှိပါသည်အာခစီဤတာယောရှာကိုအတိခံရသောဆွေတော်မျိုးတော်ထဲကခိုးယူ၍သူနှင့်သူ၏နှုတ်ထင်းကိုအိတ်ခမ်းထဲ၌ဝတ်ထား၏ထိုသို့ယေဟောရန်မင်းကြီးသမီးရှိပရောဟေယောရဒာ၏မယားဖြစ်သောအာခစီနှမယောရှိပါသည် အာဒလိလက်မယောရှာ၏အသက်လွတ်စေခြင်းကဝတ်ထားသဖြင့်၆နှစ်ပတ်လုံးယောရှာသည် သူတို့နှင့်အတူဗိမ္မာန်တော်၌ပုန်းရှောင်လျက်နေ၍အာဒလိသည်စိုးစံလေ၏ထာဝရဘုရားကိုစိတ်နှလုံးအကျွေးမဲ့ရှာတတ်သောမိတ်ဆွေတို့၌ဘေးမျိုးမျိုးမှလွတ်ရသောအခွင့်သည် ရှိမြဲရှိပါစေသောအာမင်